အဘွားဟောကောင်းလေးနှဖူးပေါ်လက်တင်လိုက်တော့ကောင်းလေးဟာတနေ့ရင်နေ့တည်ဆုံးလိမ့်မယ်လို့သိသွားပြီးတော့ရင်းနဲ့ဝဝေးနေဖို့အတွက်ချက်ချင်းတည်ပြီးလိုက်ပါတယ်ကောင်းလေးကအမေရိကသွားတော့မယ်ဆိုတာကိုကြတော့ကောင်းလေးကိုတည်တည်ကြကြထပ်ပြောလိုက်ပါတယ်မင်းထွက်သွားပြီးရင်တော့ဘယ်တော့မှပြန်မလာနဲ့အဘွားစကားတွေကိုမှတ်ထားတော့ထွက်သွားပြီးရင်တော့ပြန်မလာနဲ့တော့ကျွန်တော်သိပါပြီဒီစကားတွေကကောင်းလေးဘွားကိုလုံးဝပြောင်းလဲစေမယ်ဆိုတာလုံးဝမသိခဲ့ပါဘူးကောင်းလေးရဲ့နာမည်ကအာရှင်ဖြစ်ပြီးတော့မျိုးတွေကအချမ်းသာဆုံးမိသားစုရဲ့တူဦးတဲ့တော်သားဖြစ်ပါတယ် အဲ့ဒီနေ့မှာအဖေတယောက်ကသမီးကိုလိုက်ဖန်နေရကိုမြင်လိုက်ပါတယ်။ကောင်မလေးကကောင်လေးစီးလာတဲ့သုံးမိန်လှဲကိုပြေးတည်သွားတော့ဒေါသထွက်နေတဲ့အဖေကကောင်လေးနဲ့ရင်ကိုမြေထဲတွန်းချလိုက်ပါတယ်။ကံကောင်းထောင်မှစွာနဲ့သုံးမိန်လေမောင်းသူကရီကူတက်ပြီးတော့ကောင်လေးကိုကယ်တင်နိုင်ခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာတော့အာရှင်ကသူ့ရဲ့စာအုပ်တွေအားလုံးရေးဆိုနေတာကိုတွေ့လိုက်ရပြီးခဏနေတဲ့အခါမှာတော့တကားခေါက်တန်ချလိုက်ရတဲ့အခါသူတွေ့ခဲ့တဲ့မိန်းကလေးဖြစ်နေပါတယ်။နင်ပါလို့နေရလေ။နင်မေ၊နင်မေ မင်းကတမင်တသက်လောက်တာမဟုတ်ပါဘူးမင်းကအဲ့ဒီလိုပြေတော့ငါရေထဲပြုတ်ကျသွားပြီးတော့စာအုပ်တွေကုန်ရေဆိုးသွားတယ်တောင်းမှန်ပါတယ်တမင်တသက်လောက်တာမဟုတ်ပါဘူးတောင်းမှန်တဲ့အနေနဲ့ကောင်မလေးကအာရှင်ကိုငါးနှစ်ကောင်ပေးပြီးတော့အင်ခေါမိုးပေါ်တက်ခါရေဆိုးနေတဲ့စာအုပ်တွေကိုလှမ်းပေးခဲ့ပါတယ်ဒီလိုတွေဖြစ်ပြီးသွားတော့ကောင်လေးနဲ့ကောင်မလေးကတငယ်ချင်းကောင်းတွေဖြစ်လာကြပြီးတော့ကံကြီးမှာပေါ့ပေါ့ပပနဲ့ပြေးလွှားဆော့ကစားနေကြပါတယ် အာရှင်ကကောင်မလေးကိုစာဖတ်တအောင်တင်ပေးပြီးတော့ကောင်မလေးကလည်းနမည်ရေးတအောင်မမြန်တင်ယူနိုင်ခဲ့ပြီးကလေးနီးအောင်စိတ်ထဲမှာထူးဆန်းတဲ့ခံစားချက်တခုတိတ်တဆိတ်ဖြစ်ပေါ်လာပေမယ့်ပျော်ရှင်စရာအချိန်တွေကအမြဲတမ်းတိုးတောင်းပါရယ်ခင်ဗျာကောင်လေးရဲ့ဖေကစီးပွားရေးလုပ်ဖို့အတွက်အမေရိကကိုသွားရမှာဖြစ်တဲ့အတွက်မိသားစုတစ်ခုလုံးကအဲ့ဒီမှာပြောင်းရွှေ့နေထိုင်ဖို့လိုကြတယ်နှစ်ယောက်သားနှုတ်ဆက်ချိန်မှာကောင်မလေးကအာရှင်ကိုခရုကွန်တစ်ခု ပေးပြီးတော့သမုတ်တရာတစ်ဖက်ကလည်းသူမရဲ့အတန်ကိုကြားနိုင်လိမ့်မယ်လို့မျှော်လင့်ခဲ့ပါတယ် အာရှင်ကကောင်မလေးကိုရှာဖို့ပြန်လာမယ်လို့ကတိပေးခဲ့ပြီးတော့ဘူရာယုံသွားတဲ့လမ်းမှာအာရှင်ဟာမျက်မျက်မြင်အဖွားကိုတရားနဲ့တွေ့ခဲ့ပါတယ်။အဖွားကမျက်စိမမြင်နိုင်ပေမဲ့ကြိုတင်သိမိနိုင်စွမ်းရှိပြီးတော့အဖွားကအာရှင်ကောင်းမွန်လက်တင်ပြီးတော့ပြန်မလာဖို့တရားလေးတတိပေးခဲ့ပြီးတော့ရှင်နဲ့ဝဝေးနေတဲ့အကြောင်းကိုလည်းအဖွားကပြောကြားခဲ့ပြီးမယ်။ကောင်လေးကအတန်းငယ်သေးတာဖြစ်တဲ့အတွက်အဖွားရဲ့စကားကိုအလေးမထားဘဲထွက်သွားခဲ့ပါတယ်။ရှင်နတာကာလာကလျှက်တစ်ပြက်အတွင်းကုန်သွားပြီးတော့ကောင်မလေးကလှပတဲ့အမျိုးသမီးငယ်လေးတူဖြစ်လာခဲ့ပါတယ်။ နှစ်တွေ့အကြာကြီးအာရှင်ကိုလွမ်းနေခဲ့ပြီးတော့တခါတလေမှာအာရှင်ရဲ့အိမ်ဟောင်းကိုဖျက်သွားတိုင်းမှာကောင်မလီကအမြဲတမ်းဝင်ကြည့်လေးရှိပါတယ်။ကောင်လီတို့အိမ်ချံဝင်းကရှုပ်ပွားနေပြီးမြေကောင်မလီရဲ့နှလုံးသားထဲမှာတော့မျောလင်းချက်တွေပြင်းထန်နေစေဖြစ်ပါတယ်။ဒီနေ့ကောင်မလီကကမ်းခြေမှာအာရှင်ကိုပေးခဲ့တဲ့ခယူကွန်နဲ့တပုံစံနဲ့တူတဲ့ခယူကွန်တစ်ခုကိုတွေ့ခဲ့ပြီးတော့အဲဒီပုံစံခယူကွန်မျိုးကနေရာတိုင်းမှာရှိတာပဲဟုသူကိုယ်သူပြန်ပြောခဲ့ပြီးမြေလှည့်လိုက်တဲ့အခါမှာတော့ကမ်းခြေမှာအဖြူရောင်ဝဲစုံတဲ့လူတစ်ယောက်ရဲ့ပုံရိပ်ကိုမဝဝါမြင်လိုက်ရပါတယ် ကမာလေးပြန်ကြည့်လိုက်တဲ့အခါမှာတော့ပုံရိပ်ကပျောက်ကွယ်သွားပြီးတော့အမြင်မာနေတယ်လို့ထင်လိုက်တဲ့အချိန်မှာပဲပုံရိပ်ကပြန်ပေါ်လာခဲ့ပါတယ်။ကမာလေးကနေရောညရောအာရှင်ကိုလွမ်းနေခဲ့ပြီးတော့ထူးဆန်းတာကတော့ခယူးခွန်ကိုစားတွေ့ကြတဲ့ကကမာလေးကခယူးခွန်ထဲကနေပြီးတော့သူ့ရဲ့နာမည်ကိုခေါ်နေတဲ့အတန်ကိုနေတိုင်းကြားနေရတာပါပဲ။ငါရဲ့အာလျင်အဲ့ဒီအတန်တွေကကမာလေးကိုအမြင်အာယုံပြန့်လွင့်စေခဲ့ပါတယ်။တနေ့ကောင်မလေးကငါဖမ်းမှုပင်လေတွေကိုထွက်သွားခဲ့ပြီးတော့ဝေစာမိဘတွေရဲ့နှိမ့်ဆက်မှုကြောင့်ကောင်မလေးကအရန်ပိန်သွားပါတယ် ပူပြင်းတဲ့နေအောင်အောင်မှာကာမာလေးကမူပြီးတော့ပင်လယ်ထဲပြုတ်ကျသွားတော့တယ်။ကာမာလေးပြုတ်ကျသွားတဲ့အခါမှာတော့ဟျူးခွန်ကလှုပ်လာပြီးတော့ လီဘော်ကဂျိုကအောက်ကိုကြာသွားပြီးတော့ကာမာလီခါကိုခြိလိုက်တာကာမာလီကိုလီဘော်ပြန်ဆွဲတင်လိုက်ပါတယ်ကာမာလီကနိုးလာခဲ့ပြီးတော့သူမရဲ့ခါမှာခြိထားတဲ့ဂျိုကိုခြိပြီးတော့စဝေးစဝါဖြစ်နေပြီးစဉ်းစားနေတော့မှပဲလီဘော်ကခယူးကွန်ပျောက်သွားတာကိုရိုတီရဲ့သတိထားမိလိုက်ပါတယ်အဲ့ဒီနေ့မှပဲကာမာလီကအင်ရှင်စီမှာငားရိတ်သွားပို့တဲ့အခါမှာတော့နာဘူးကြီးကကာမာလီရဲ့ကြော့ရှင်တဲ့ခန္ဓာကိုယ်နဲ့နူးညံ့တိမ်မွေးတဲ့အသွင်ပြင်တွေကိုမြင်လိုက်ရတော့သဘောကျသွားပြီးတော့ရန်အနေငယ်ကြတော့နာဘူးကြီးကကာမာလီရဲ့အဖေစီကိုလက်ထပ်ခွင့်တောင်းဖို့အတွက်အောင်တဲ့သူတယောက်ကိုလွှတ်လိုက်ပါတယ် ငွေကြီးကိုပဲကီယိုဆိုင်တဲ့ကောင်မလေးရဲ့မွေးစားအဖေကချက်ချင်းသဘောတူလိုက်တော့တယ်။နာဘူးကြီးမှာစနီး၃ယောက်နဲ့မယငယ်၄ယောက်ရှိတော့ကောင်မလေးကဒီလက်ထပ်ပွဲကိုဘလို့လို့သဘောတူနိုင်မှာမလဲ။ဒီလက်ထပ်ပွဲကိုသဘောတူပြီးတော့အသက်ရှင်မယ်အစားရေတရေနဲ့ပဲလက်ထပ်မယ်လို့သူ့ရဲ့အဖေကိုချိန်ပြောခဲ့ပါတယ်။နာဘူးကြီးနဲ့လက်ထပ်မယ်အစားရေတရေနဲ့ပဲလက်ထပ်တော့မယ်လို့ပြောပြီးတော့လက်ထပ်စာချုပ်ကိုရေထဲပစ်ချလိုက်တဲ့အခါလက်ထပ်စာချုပ်ကိုရေထဲကလက်ကြီးတစ်ဖက်ကကင်လိုက်ပါတော့တယ်။